မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့ကိုစီသတင်းနဲ့အထွေထွေ YouTube channel ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့တနေ့တာ သတင်းအတိုထွားတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတွေကတော့မင်းအောင်နိုင်ရုရှားခီးစဉ်အတွင်းအကြမ်းဖက်စစ်ကောင်စီနဲ့ချုပ်ဆိုထားရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီးပွားရေးစာချုပ်များမှာအကျိုးမရှိကြောင်းရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနထံသို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစာရေးအကြောင်းကြားထားကြောင်းတမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုလိုက်ပါတယ်မင်းအောင်နိုင်ရုရှားခီးစဉ်အတွင်းစစ်အာဏာတည်မြဲရေးအထောက်အကူပြုစင်ရန်စစ်လက်နက်ဝယ်ယူခြင်း တရားမဝင်ငွေကြေးရှာခြင်းအပါအဝင်စစ်ရှုံးနေတဲ့စစ်တပ်ကိုလိန်လံစိတ်သက်မြင့်တင်ရန်အတုရောင်ရွေးကောက်ပွဲကျင်းပပြီးနိုင်ငံရေးထွက်ပေါက်ရှာရန်စောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီနှင့်ယင်းနှိမ့်နှံ့မှုဆိုင်ရာစာချုပ်ချုပ်ဆိုခဲ့ပြီးရင်းစာချုပ်များမှာတရားမဝင်ကြောင်း၎င်းကပြောဆိုလိုက်တာဖြစ်ပါအဲ့တော့ဒါကတော့ရှင်းပါတယ်နော်ကြိုက်တဲ့ဟာတွေလို့မင်းတို့တတိရှိရင်တော့မင်းတို့ယင်းနှိမ့်နှံ့မှုတွေလာလို့ပေါ့ငါတို့တော်နိုင်နိုင်တဲ့တနေ့ကျရင်မင်းတို့တွေစုံချုံခံနိုင်လာလို့ဆိုပြီးတော့ တရားဝင်တန်တမန်နီးရစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အခုအာနာသိန်းသားနဲ့မင်းအောင်လှိုင်လက်ထက်မှာဘာပဲလှုပ်လှုပ်တရားဝင်ပေါ့ဘာဖြစ်လို့လဲပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက်သူတို့အာနာသိန်းသားနာဒီတိုင်းပြည်ရဲ့အာနာကိုနိုင်ငံတော်ပုံကန်ထားတာဖြစ်တဲ့အတွက်ရာဇဝတ်ကောင်တွေလှုပ်တဲ့အလုပ်ဘာခုမှတရားမဝင်ဘူးဆိုတော့နိုင်ငံတကာကိုဆက်ပြတ်လိုက်တာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်တရင်တစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ဒါတော့ထိုင်းနိုင်ငံတွင်းမှာနေထိုင်တဲ့မြန်မာနိုင်ငံသားများအနေနဲ့ဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတိုးရန်တန်ယုံထောက်ခံစာယူလိုပါက မြန်မာနိုင်ငံမှာရက်ကွက်နဲ့ရဲစခန်းထောက်ခံစာတင်ပြရမည်ဟုချင်းမိုင်ချီစစ်ကောင်စီကောင်စစ်ဝင်ယုံကယနေ့ကြေညာလိုက်ပါတယ်ချင်းမိုင်ချီစစ်ကောင်စီကောင်စစ်ဝင်ယုံအနေဖြင့်ခီးတွန်းဗီဇာနဲ့ဗီဇာတက်တန်းတိုးထောက်စာမအပကြံထောက်ခံစာများကိုလုံဆောင်ပေးမည်မဟုတ်ကြောင်းဆက်လက်ကြေညာထားပါတယ်ချင်းမိုင်ကောင်စစ်ဝင်ယုံကတာမန်တန်ယုံထောက်ခံစာများအတွက်ကြာချိန်၃ရက်တက်မှတ်ထားပြီး notify လက်မှတ်အတွက်မူ၁၄ရက်ထိကြာနိုင်ကြောင်းအဆိုပါကန့်သတ်ချက်များကိုကန့်သတ်ချက် မြောင်ကိုမတ်လ16ရက်နေ့မှာစတင်လှုပ်ဆောင်သွားမည်ဟုအကြံဖက်စစ်တပ်လက်အောက်ခံချင်းမိုင်ကြီးမြန်မာကောင်စစ်ဝင်ရုံးကထုတ်ပြန်ကြေညာလိုက်ပါတယ်နော်လက်ရှိတန်ယုံနေအားလုံးဟာနိုင်ငံတိုင်းငံမှာတန်ယုံဖွင့်နေဆိုတာကအဲ့ဒီနိုင်ငံရဲ့နှစ်နိုင်ငံတန်တမာရေးဆက်ဆံမှုအတွက်ရည်ရွယ်ဖွင့်နေနောက်တစ်ချက်ကအဲ့ဒီနိုင်ငံမှာရောက်ရှိနေတဲ့မိမိတို့နိုင်ငံသားတွေရဲ့လူနေမှုဘဝလုံခြုံရေးအတွက်အထောက်အပံ့ပြုစင်ရင်စောက်ရှောက်ဖို့အတွက်တန်ယုံနေဖွင့်ထားတာဖြစ်ပါတယ်ဒါပေမဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတဲ့ဝမ်းနည်းစရာကောင်းတာကကဘာအရဲရဲမှာရှိတဲ့တန်ယုံတွေအားလုံးဒီခေဆက်ဆက်ပြည်သူဘက်ကယက်တီခဲ့တာမဟုတ်ပဲအာနာရှင်လူတစုဘက်ကယက်တီခဲ့တာဖြစ်ပါလေအန်ဒီအစိုးရလက်ထက်မှာ တော်တော်လေးအချိုးပြောင်းလဲခဲ့တယ်အအရင်ကဆိုတန်ယုံမှာအော်ငေါက်တဲ့အနေထားနေအန်ဒီအစိုးရ၅နှစ်မှာဒီဘက်ထူးထူးဖြင့်ကျွန်တော်တို့ထိုင်းနိုင်ငံရောက်နေဆိုရင်ကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုခံခဲ့ရတယ်ပြောင်းလဲလာတဲ့ပြောင်းမှုတွေပေါ့မြန်မာပြည်တွင်းမှာလာဝကတွေပြောင်းလဲခဲ့တယ်လို့ ဒါပေမဲ့လို့အဲ့ဒီငါအတွင်းမှာပြောင်းလဲခဲ့တဲ့အရာဒီအခုအာနာယူအကျန်းဖက်ဒီအကျန်းဖက်ဓမ္မမိစ္ဆာကောင်ဒီအာနာတိန်နောက်ပိုင်းမှာဒီတန်ယုံနေအားလုံးကပြည်သူပေါ်ကိုအရေးကလိုမျိုးပြန်ပြီးတော့မောက်မှရိုင်းဆိုင်ဆိုတာဆက်ဆံတယ်ပြီးရှင်ပြည်သူရှင်ရဗန်နီယာကပတ်စံတောင်းရမယ်ဗန်ဖြတ်ကမလဲဒါပဲစဉ်းစားနေအခုဆိုရင်ဖြစ်နေတဲ့ကိစ္စတွေကစဒါလှုပ်လာတာဖြစ်တဲ့အတွက်တန်ယုံနေရဲ့လှုပ်ရက်ဒီအကျန်းဖက်အာနာတိန်စစ်ကောင်စီကိုထောက် အားပေးပြီးတော့ဒီပြည်သူကိုစန့်ကျင်နဲ့လှုပ်ရက်လို့ပဲဒါပြည်သူတယောက်နေနဲ့ဆက်ပြင်းကြပါတယ်။ဟုတ်ကဲ့နောက်ထပ် သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ဝင်တွေစစ်ပြေးရဲပြေးစီရီယံဝန်ထမ်းတွေနိုင်ငံရေးတက်ကြွလှုပ်ရှားမှုများကိုမှတ်ပုံတင် EID National Database စနစ်အတွင်းတို့ဝင်ရောက်စစ်စစ်တီစနစ်ဖြင့်ဖော်ထုတ်ဖမ်းဆီးနေကြောင်းနေပြီးတော့တပ်ဖက်သတင်းရင်းမြစ်ကပြောဆိုလိုက်ပါတယ်။အဆိုပါ National Database ကွန်ပျူတာမှတ်တမ်းတင်စနစ်ထဲကိုလာဝကနဲ့စစ်တပ်အရာရှိများအချိန်မရွေးဝင်ရောက်ကြိရှိနိုင်ပြီး မတင်ကတူများကိုလည်းကိုရေးအချက်များတိုက်ဆိုင်စစ်ဆေးနိုင်အောင်တရှိရပါတယ်ဂိတ်တွေလန်ခီးတွေမှာတနိုင်ကန်လုံးချိတ်ဆက်ထား National Database Computer စနစ်အတွင်းတို့ဝင်ပြီးတော့လူတူဦးချင်းစီအလိုက် PS MN နဲ့စစ်လို့ရနေပြီအဲ့ဒီစနစ်မှာစစ်ပြေးရဲပြေးစီဒီယံဝန်ထမ်းတွေနဲ့နိုင်ငံရေးပြစ်မှုမှတ်တမ်းရှိသူတွေအားလုံးကိုမှတ်ပုံတင်ထားတယ်ဟုတ်နေပြီးတော့တက်တရင်ရင်းမြစ်ကပြောဆိုလိုက်ပါတယ်ဒါတကယ်မှန်ပါတယ် OS ကလည်းမဲဆောက်မြပတိဘက်ကနေမဲဆောက်ကိုကျွန်တော်ကူးလာတဲ့စီဒီယံတွေရဲ့ဒီကတ်ပေါ်နိုင်ငံဒီ တရားဂိတ်မှာတက်ကိုစတဲ့ထဲလိုက်တာ ਨੇ ဒီဟာကစီလီယံလှုပ်ထားတယ်ဆိုတော့တိတဲ့အတွက်ခုနှစ်ယောက်ကိုချက်ချင်းဖမ်းသွားတယ်လို့ကြားသိခဲ့ရတယ်။ဒါကြောင့်ဟိုကိုကနိုင်ငံရေးပုံမှန်နဲ့ဖြစ်စီအခြားစစ်ပြေးရဲပြေးအမှုနဲ့ဖြစ်ပတ်သက်နေတယ်ဆိုရင်ဒီစစ်ကောင်စီရဲ့ဂိတ်တွေလုံးဝမပေါ်ဆပါနဲ့။လုံးဝမပေါ်ဆပါ။ပေါ်ဆလိုက်တာ ਨੇ ထိသွားပါလိမ့်မယ်။ဒါကြောင့်မို့လို့လွတ်ကင်းအောင်နေပါအထူးသဖြင့်တော်လိုင်းအင်အားစုတွေနဲ့ချိန်ဆက်ပါ တွားတာလာတာအားလုံးကိုတော်လိုင်းအင်အားစုတွေဘက်နဲ့ချိန်ပြီးလှုပ်ဆောင်တာကပို့ပြီးတော့စစ်ဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါနဲ့ဒါကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတ်တရောက်မြို့နယ်ကွဲအတွင်းအင်အားအလုံးကြီးနဲ့ဝင်ရောက်လာတဲ့စစ်အုပ်စုတွေကိုစစ်တောင်းမှုအပါအဝင်စစ်တောင်းခုလုံးပြုတ်အောင်တော်လိုင်းရဲတပ်တွေကစီစီလုံးလုံးနဲ့ချိန်မုံနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်အုပ်စုဘက်ကစောစောစီစီစစ်တောင်းမှုတင်တော့ကြံတဲ့လူတွေဖေဖော်ပြဲဖြစ်သွားတဲ့ စစ်တောင်းမှာအများဆုံးပါလာကြတဲ့ပြည်သူစစ်ဗျူတွေပါညောင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်မလ14ရက်နေ့နေ့လယ်ပိုင်းကငါတောင်မြို့နယ်ခွဲအတွင်းစစ်တောင်းထိုးလာတဲ့မကွေးအခြေစိုက်တပ်မ88လက်အောက်ခံစစ်အုပ်စုတွေနဲ့တော်လန်ရေးတပ်တွေထောက်ဝရွာနဲ့အိုအိုရင်းရွာကြားအရောက်မှာတိုက်ပွဲဖြစ်ပွားခဲ့စစ်တောင်းမှုအပါစစ်သားနဲ့ပြူစော်ဒီ69ယောက်အထိနေရာမှာနေသေဆုံးခဲ့တယ်လို့တိရအဲ့ဒီနောက်တိုက်ပွဲအတွင်းထိခဲ့ဒဏ်ရာရချို့တွေကိုစေးယုံပို့ဆောင်ကုဒရရမှာ9ယောက်ထပ်မံသေဆုံးခဲ့ကြောင်းပကံပီဘလူးတက်ကထုတ်ပြန်ထားပါတယ် เนาะဒါကတော့အခုနောက်ပိုင်းမှာစစ်သားကနဲနေတယ်เนาะပြူတွေကများတယ်အဲ့ဒီအတွက်စစ်တောင်းတစ်ချောင်းလုံးပြုတ်တဲ့အထိစော်ကန်ထိတာပါပဲအဲ့တော့ဘလောက်ပဲအင်အားရှိရှိဘလောက်ပဲလက်နက်ကောင်းကောင်းပြည်သူမထောက်ခံတဲ့အတွက်တပြုံးပြုံးပြုတ်နေတဲ့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဖြစ်ပါဟုတ်ကဲ့နောက်ထပ်သတင်းစမုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့သခိုင်းတိုင်းရွှေပိုခရိုင်ဝက်လက်မြို့နယ်ကြောက်ကုန်းကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်စစ်တောင်း မီးစစ်တောင်းထိုးပြီးမီးချိုခဲ့ရနေအလုံး40ကျော်မီးပျက်စီးခဲ့တယ်လို့ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်မလ18ရက်နေ့မနေ့ကနေ့လယ်ပိုင်းမှာဝက်လက်မြို့နယ်အနောက်ချမ်းကျကုန်းကြီးရွာကိုအရာတော်မြို့နယ်တလဲပါကြီးရွာပြူစော်တိစခန်းကစစ်သားနဲ့ပြူစော်တိတွေဟာတိုက်ပွဲမဖြစ်ပွားပဲမီးချိုပျက်စီးရလူနေအိမ်48လုံးမီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်ကြီးရွာလုံကြုံရင်ခေါင်းဆောင် local PDF ဗိုလ်ချုပ်ကလည်းစစ်ခွေးခွေးတွေကစားနပ်ရိတ်ခါနဲနေတော့ကျုပ်တို့ရွာကိုရိတ်ခါလာလူချင်းတဲ့တဘောပေါ့အခုဟာကကိုင်းမင်းတွေမြင့်နေတော့ ကင်းသမားတွေမမြင်ရကလာရှို့တာအိမ်တွေမိငိမ့်တွေတုံးကိုပစ်သေးတယ်တလဲတာပြူရွာမရှိရင်တော့လောက်ကင်စားတော့ရလွယ်တာပေါ့တစ်ချိန်တော့အပြုတ်တိုက်မှာပါလို့ပြောကြားထားပါသေးတယ်စစ်ကောင်စီတပ်မိချို့ဖျက်ဆီးခဲ့မှုကြောင့်ဒေတာကန်200ကျော်အတွက်ယာရီတဲတွေစောက်လို့လိုအပ်နေတယ်လို့ဝက်လက်ပကပကထုတ်ပြန်လိုက်ပါတယ်အခုလက်ရှိဖြစ်နေတာကဒီဒူဇော်နီနေနဲ့စစ်ကောင်စီတပ်သားတွေဘာလို့ဆိုတော့ဒီရွာတွေကိုစစ်ကြောင်းထိုးတယ်အထူးသဖြင့်သူတို့ကိုလုံးဝလက်မခံတဲ့ရွာတွေဆိုရင်တရွာလုံးကိုရှိတဲ့ပစ္စည်းအကုန်ယူစီးတယ်ပြီးလို့ရှိရင်မိချို့ပစ်တာ အဲ့ဒါလိုမျိုးတပုံတမြအကျမ်းဖက်ပုံစံမျိုးလှုပ်ရက်တွေကိုလှုပ်ပြီးတော့ဟိုအတောက်တရားနဲ့သူတို့အောက်ကိုဒူးထောက်လာအောင်ပြည်သူကိုလှုပ်နေတာပဲဖြစ်တယ်ဒါပေမဲ့သူတို့ထင်တာကအရင်ခေတ်ကလိုမျိုးလှုပ်လို့ရမယ်ထင်းနေပေမဲ့လက်ရှိအချိန်ဒီပြည်သူတွေကလုံးဝမခံတော့ဘူးသူတို့ပေးတဲ့အကြောက်တရားကိုမယူတော့ဘူးဆိုတာလေဒါတက်တယ်ပဲဒါကြောင့်မလို့ဒီပွဲဟာတူရောကိုရောရန်ငါပြအောင်အဆုံးထိတွားမဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကတော့အားလျှော့လို့မရဘူးစီးလုံးညီညွတ်စွာနဲ့တုတ်ပြန်နိုင် ကြောက်ဖို့လိုပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတမုတ်ကိုတင်ဆက်ပေးခြင်းမှာလဲဒါကတော့အကြမ်းဖက်စစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းဒေသလက်နက်ကိုင်အဖွဲ့ EAO တွင်တဲ့ data twin local လက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုနီးပညာပိုင်းအရာကူညီဖို့အတင့်ရှိတယ်လို့ Federal Wing Drone တပ်ဖွဲ့ကဒီကနေ့မှအတိအပေးထုတ်ပြန်လိုက်သက္ကဆကိုတိုက်နေတာမှန်ရင် Federal Wing အနေနဲ့နီးပညာပိုင်းအရာကူညီဖို့အတင့်ရှိပါတယ်ဟုတ်လို့ Federal Wing ကအတိအပေးထားပါတယ် Federal Wing Drone တပ်ဖွဲ့ရဲ့နီးပညာတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်ကိုရှေ့တန်းကနေအတေခံတိုက်ရတဲ့တော်လှန်ရေးဖို့အတက်တွေကိုခြွေတာပေးနိုင်ဖို့အတွက်အဓိကရည်ရွယ်တာဖြစ်တယ်လို့ဆိုထားပါတယ် ဒါတော့ Federal Wing ဆိုတဲ့အဲ drone နည်းပညာအဖွဲ့ဟာတော်အင်းစတွေကနေရက်တပြီးလုံနေတယ်ဒါပေမဲ့သူတို့က Federal Wing ကဘယ်အဖွဲ့ဖြစ်ဖြစ်စစ်ကောင်စီကိုတိုက်တဲ့အဖွဲ့မှများကိုကူညီမယ်ပူးပေါင်းမယ်လှုပ်ဆောင်မယ်ဒါမဲ့လို့ကိုနေ့ကပြောသလိုဥပဒေနဲ့ကြော်လွန်ပြီးတော့တမ်းဖက်လှုပ်ရက်တွေဒါမျိုးဒီစစ်ရေးရစစ်ရဇွေးမှုကျူးလွန်မဲ့အရာမျိုးတွေဆိုရင်တော့ Federal Wing နေနဲ့ပါမဖို့ဆိုတော့သူတို့ကပြက်ပြက်တရကြီးညာထားတယ်အဲ့တော့တော်အင်းဘက်ကလှုပ်တဲ့ဒူတွေကအဲ့ဒါပဲဗျနော်တရားမျှတမှုကိုရှင်းတဲ့ မတရားတာပြုကျင့်လို့လားတော်လှန်နေရတာဒါပေမဲ့ကိုကိုတိုင်ကမတရားတာလှုပ်လိုက်လက်မခံကြဘူးကိုကိုအပ်နေတဲ့တဘောပဲဒါကြောင့်မလို့ဒီတော်လှန်ရေးမှာတကယ်ပြည်သူဘောကိုမတရားပြုကျင့်တာဒီဘယ်အဖွဲ့စည်းလဲဆိုတာ ပြည်သူတိုင်းအားလုံးသိပါတယ်ဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒါအရမြမနွေဦးတော်လှန်ရေးမှပြည်သူနဲ့အတူယက်တီနေတဲ့နိုင်ငံတော်တေးတန့်ရှင်ဖြူဖြူတော်တန်းရဲ့ဩစတြေးလျနိုင်ငံဖျော်ဖြေပွဲလက်မှတ်တွေကိုမတ်လ10ရက်နေ့ကစတင်ရောင်းချခဲ့ရမှာပြည်တဲ့တွေအလူရဲ့အားပေးကြလို့အယောင်တက်နေကြောင်းတည်ရပါမြမစစ်ဘေးရှောင်တွေကိုကူညီဖို့ရန်ပုံဝေရှာဖွေတဲ့အနေနဲ့တန့်ချင်ဖြူဖြူတော်တန်းဟာဧပြီလ9ရက်နေ့မှာတတိယမြို့ဧပြီလ12ရက်နေ့မှာမဲဘုံမြို့တွေမှာတကူတော်ဖျော်ဖြေပွဲတွေပြုလုပ်သွားဖို့စဉ်းစားတာဖြစ်ပါတယ် စစ်တင်ဖြော်ပြပွဲလက်မှတ်တွေစတင်ရောင်းချလို့တပတ်အတွင်းမှာပဲလက်မှတ်65ရာခိုင်နှုန်းကျော်ရောင်းကုန်သွားခဲ့သလိုမဲပုံးဖြော်ပြပွဲလက်မှတ်တွေလည်းပိတ်တဲ့တွေအလူရဲ့ဝယ်ယူအားပေးတဲ့အတွက်အယောင်တက်နေကြောင်းသိရပါတယ်တင်းတဲ့ချင်းဖြူဖြူကြော်တင်းကတော့စစ်တင်မဲပုံးဖြော်ပြပွဲတွေကိုရခင်ပွဲတွေအတိုင်းအချိန်၃နာရီကျော်ကြောင်းအကောင်းဆုံးဖြော်ပြပေးဖို့အသေးစိတ်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်အင်ပဒန်လေးစားဖို့ကောင်းတယ်ကျွန်တော်ပြည်သူဘက်ကရက်တည်တဲ့အမှုပညာရှင်ရှင်းနေပါအဲ့ဒီအဲထဲမှာဖြူဖြူကြော်တင်းနဲ့တယောက်အပေါင်းဝင်ပေါ့နော်ကျွန်တော်ပြည်သူဘက်ကရက်တည်တဲ့အမှုပညာရှင်နေတယ် တကိုရေတခါရကိုယ့်ရဲ့ကိုကျိုးစီးပွားကြည့်တဲ့အမှုပညာတဲ့ဆိုပြီးတော့ဟဲ့ဒီတော်နိုင်ရေးမှာနှစ်ပိုင်းကွဲသွားပါတဖက်ကအမှုပညာရှင်ဖြစ်တယ်လို့တဖက်ကအမှုပညာတဲ့အမှုပညာတဲ့ဆိုတာကတော့ငွေရရင်ပြီးရောအခွင့်ရရင်ပြီးရောတရားတာမတရားတာမှားတာမှန်တာတို့မကိုကျိုးရှာအတ္တနမားတွေကအမှုပညာတဲ့တွေပါအမှုပညာပေါ်လဲတန်ဖိုးမထားကိုအပေးခဲ့တဲ့ပေးတဲ့ပေါ်လဲမလေးစားဂျေဇူးတရားတဲ့နားမလဲတဲ့အောက်တန်းစားဆိုတာအမှုပညာတဲ့တွေပါအဲ့တော့လက်ရှိမြန်မာအာဏာသိမ်းမှုမှာ 2021အာဏာတိမ်းမှုကဘယ်သူတွေကအမှုပညာတယ်လဲဘယ်သူတွေကအမှုပညာရှင်တယ်ကွဲသွားပါတယ်ဒါပေမဲ့တခုရှိတယ်တချို့တည်းဆိုရင်ထိုက်တဲ့နှစ်လောက်လှုပ်ခဲ့တယ်သူတို့စွန်းတဲ့လောက်လှုပ်ခဲ့တယ်ဒါပေမဲ့ဒီအာဏာနိုင်အကြမ်းဖက်ကောင်တွေကခုနကဆိုမီတာစုလိုက်စတဲ့ဖြင့်ချုပ်ကင်လာပြီးတော့နော်ပြန်ပေးဆွဲတဲ့ပုံစံမျိုးလှုပ်လာတဲ့အချိန်မှာအာမနန်တို့မန်ရှော့လိုက်ကြတဲ့ဒူတီတွေရှိတယ်ဒါပေမဲ့လို့ရန်သူအားပေးမလှုပ်ပြီးရောလက်ရှိတော်လိုင်းမှာကျွန်တော်တို့ပြောတာကကိုဖက်မပါလို့ရန်သူတို့တတ်မှတ်လို့မရပါဘူးအမှုပညာရှင်တယောက်ကဒီတော်လိုင်းရင်ဝင်မလှုပ်လို့ ဒီသူဟာရန်သူတော့တတ်မှတ်လို့မရဘူး။ဒါပေမဲ့လို့ရန်သူဖြစ်တဲ့ဒီသူတို့ကိုအားပေးထားတဲ့ပြည်သူရဲ့ရန်သူဖြစ်တဲ့စစ်ကောင်စီကိုတော့သွားမပေါင်းပါနဲ့။အဲ့ဒီရန်သူတွေအင်အားဖြစ်အောင်တော့သွားမလုပ်ပေးပါနဲ့။မင်းရန်သူနဲ့ပေါင်းရင်မင်းဟာရန်သူပဲ။ရှင်းရှင်းလေးပဲ။ဒါကြောင့်မလို့ဒီဒေါ်လာရင်းမှာတချို့တလေတွေအားမတန်လို့မန်ချော်ပြီးကိုယ့်ကိုလွတ်ကင်းအောင်နေနေကောင်းပါတယ်။ဒေါ်လာရင်းကလုံနိုင်လို့မလုံနိုင်ဘေးတိုင်းနေလုံနိုင်တဲ့သူတွေလုံလိုက် အဲ့ဒါပေမဲ့ရန်နူနဲ့ပေါင်းပြီးတော့ပြည်သူကိုပစိုးလှန်ပြနေတဲ့ဒိန်းအောင်လိုမျိုးရန်အောင်လိုမျိုးဟောဇာတ်ရပြင်ဒီလိုအမှုပညာအောက်တန်းစားတွေကိုတော့ကျွန်တော်တို့တော်လိုင်းပြီးတဲ့တနေ့ကျရင်ကောင်းကောင်းဘောင်ချာစုံနိုင်ကြဖို့လိုအပ်ပါတယ်မစုံလို့လည်းမရဘူးတော်ထိုင်းပြီးတဲ့တနေ့နော်နိုင်ငံနဲ့ပတ်သက်တဲ့ပွဲတစ်ခုလို့အဲ့ဒီမျက်ခွက်တွေအရှက်မရှိတဲ့ပုံစံမျိုးနဲ့တက်လာကြည့်အဲ့ဒီမှာပါတဲ့ဒူတွေကခံစားချက်နာကြီးချက်တွေထမပေါက်ဝင်ကြိုက်တယ်လို့ပြော ဲ့ဒီအချိန်ကျမှဟိုဝင်ကြီးပြက်ကဒီဝီပြက်ကလွေရမဟုတ်ဘာဖြစ်လို့လဲတော်လိုင်းပြီးတဲ့တနေ့ဟာအနာရှင်အုပ်ချုပ်သူတို့ကြီးနိုင်ငံချင်းစနစ်မရှိတော့ဘူးအားလုံးဟာပြည်သူချီမှာအချိန်မဲ့အချိန်ဖြစ်တဲ့အတွက်အုပ်ချုပ်သူလူတန်းစားတီပြည်သူအတန်အောင်နားထောင်အောင်ဖြစ်တဲ့အတွက်အဲ့ဒါလို့လုတ်ခဲ့တဲ့သူတွေအဲ့ဒီအချိန်ကျရင်ကောင်းကောင်းနှောင်ထားရပါလေဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တင်ဆက်ခဲ့တဲ့သတင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ကြည့်အားပေးရတဲ့မိဘပြည်သူတူဦးတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် တရင်ကျင်ညမှာအနောက်ချက်ဖြစ်ရင်တောင်းပန်ပါတယ်အားလုံးတိတဲ့အတိုင်းကျွန်တော်ကတလောက်တစ်ခါလောက်အဲ့ဒီဂျွတ်ကထိုးနေတော့ဂျွတ်ထိုးနေတဲ့အချိန်တရင်ကျင်ညရင်ဖီးမလာဘူးနည်းနည်းအောက်တယ်အဲ့ဒါဖြစ်လို့ဒါလေးကိုတော့ခွင့်လုပ်ပေးပါလို့အားလုံးမျက်နှာရက်ခံပါတယ်ကျွန်တော်တို့နိုင်ငံနဲ့နားလေးအားလုံးဘေးပေရဝေကပြီးတော့အေဂျင့်တာယာကြပါစီလို့စုမကောင်တောင်းရပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါ